ပြီးခဲ့တဲ့အဆက်မှာမွေးစီဝါလက်ဝဲတွေ့လို့ရှိရင်အရင်တော့1300နှစ်ပေါ့အဲ့ဒီကာလမှာ तू ကထောင်မှုတော်ပဲနဲ့လူဝေးပြစ်တာအမိုက်သေးတယ်ပါသူပြီးသွားတယ်အဲ့တော့မကြောက်ဘူးပေါ့ခနေ့တောင်းချမ်းသူအကျမ်းဖက်တောင်းချမ်းသူတွေတက်ချိုးရှည်တာလေဒီမွေးစီဝါကြောင့်တရားဥပဒေစွန့်မွေးရေးကိုကျွန်တော်တို့ဘယ်လိုလုပ်မလဲဆိုတော့နံပါတ်1ကပြည်သူလူထုပူးပေါင်းပေါင်းတော့လူရွေးစနစ်အဲ့ဒီစနစ်ကိုကျွန်တော်တို့အကောင့်တွေဖော်ပါဆိုတဲ့သဘောကကိုရက်ကွဲကိုရွာ ခုဒေတာလူညွေးကိစ္စကိုလူညွေးတပ်ဖွဲ့ဝင်ဒေတာမကဘဲနဲ့ဒေတာကံပြည်သူတွေကပူးပေါင်းပါဝင်တဲ့စနစ်ဒါ community policy လို့ခေါ်တယ်ကျွန်တော်စပြီးနံပါတ်1လုပ်မဲ့ကိစ္စကအင်္ဂလိပ်လို systematic country diagnosis လို့ခေါ်တယ်တိုင်းပြည်ကိုပြန်လည်ဆန်းစစ်ခြင်းဆိုတာကတော့ကျွန်တော်စလုပ်ပါပြည်တွင်းမှာရှိတဲ့ပညာရှင်တွေနဲ့ကျွန်တော်တိုင်းပြည်မှာရှိတဲ့ကဏ္ဍအသီးသီးပေါ်မှာအဲ့ဒါပြီးတော့မှခုနလုပ်ငန်းစဉ်တွေလုပ်ငန်းစဉ်တွေလုပ်ငန်းစဉ်တွေကိုဘယ်ဟာကိုဦးစားပေးဆောင်ရွက်သွားမယ်ဆိုတာကိုအချိန်အပိုင်းခြားနဲ့ကျွန်တော်ဆောင်ရွက်သွားမှာဖြစ်ပါတယ် ဲ့တော့ခုနစကားကိုပြန်ဆက်ရင်တရားဥပဒေစုံမိုးရေးတရားဥပဒေစုံမိုးရေးဆိုရင်ခုနကျေပြန့်တယ်အချက်အများကြီးပါတယ်ရတပွဲပါတယ်လာဘကပါတယ်အခွန်ဦးစီးပါတယ်အကောက်ခွန်ပါတယ်စသဖြင့်ဒီဟာတွေကအချိန်ဆက်မိမိဖြစ်နိုင်မှုလို့ပါတယ်ဒါကြောင့်မလို့နံပါတ်1တရားဥပဒေစုံမိုးရေးကိုဆောင်ရွက်နေတဲ့အဖွဲ့အစည်းများအချင်းချင်းအချိန်ဆက်မိမိအချိန်မိအချိန်ဆက်မိမိလုပ်ငန်းစဉ်ကိုကျွန်တော်ဦးစားပေးပြီးပြုမြင်ဆောင်သွားမယ်လို့ကျွန်တော်ကတိပေးတယ်ဒုတိယချက်အဲ့ဒီတရားဥပဒေစုံမွေးအဖွဲ့တွေကနေကျွန်တော်ရက်တက်ဖွဲ့တခုဖွင့်လို့ပြပြ။ကဘာမှာရက်တက်ဖွဲ့ဝင်တယောက်က ပြည်သူ200ဝန်းကျင်ကိုထိမ့်သိမ်းရဒါကစံတတ်မှတ်ချက်ကျွန်တော်နိုင်ငံမှာလူကြီးတွေက2024တကောင်စင်းရ51တသမ4တန်းရှိရတပ်ဖွဲ့အင်အားတော့ကျွန်တော်မပြောတော့ပါဘူးเนาะဒါတက်တကိုင်တပ်ဖွဲ့ဖြစ်တော့အဲ့ဒီမှာတွက်ချလိုက်တဲ့ခါကျတော့ကျွန်တော်က900လို့လော်ပြီးပြောတာ900 900မပြည့်တပြည့်ပေါ့ရတပ်ဖွဲ့တက်က900မပြည့်တပြည့်ပြည်သူ900မပြည့်တပြည့်ကိုထိမ့်သိမ်းရတယ်အဲ့တော့ကျင်းသေးတာကတော့ရတပ်ဖွဲ့အင်အားဒီနဲနေတဲ့သဘောရှိအဲ့တော့ရတပ်ဖွဲ့အင်အားတိုးရတယ်အင်အားကြီးပဲတိုးတာမဟုတ်ဘူးဤပညာနဲ့ ဆက်ဆက်တဲ့ရတဘုံအင်အားတိုးရမယ်။အဲ့တော့ကျွန်တော်တို့ကမိပညာပါသောရတဘုံအင်အားတိုးချက်ရေးဆိုတာကိုလုပ်သွားမယ်လို့ကျွန်တော်ကဒုတိယချက်ခုနအင်အားတိုးချက်တယ်လို့ဖွဲ့စည်းပုံတွေနဲ့ချဲ့ဖို့အခုရတဘွဲမှာရိုးရိုးတာမန်နယ်မြေရရှိတယ်။နော်လူညိုးရိုးဆောင်ရွက်တဲ့ရတိုင်ရင်းတွေရှိတယ်။နောက်တည်င်းမှုကင်းစီပင်ယထရတဘွဲတွေရှိတယ်။နိုင်ငံဖြတ်ကျော်မှုကင်းဌာနတွေရှိတယ်။မွေးစေဝါတာစီကဝေးဌာနတွေရှိတယ်။နော်ငွေကြေးခွာချမှုဆိုင်ရာဌာနတွေရှိတယ်။နောက်များစွာရှိတာ တော့ရတပ်ဖွဲ့ရဲ့ branch ထဲမှာတရိတ်ဆန်ထိမ့်သိမ်းကာဝယ်စောင့်ရှောက်ရေးရတပ်ဖွဲ့ကျားတို့ YouTube မှာကြည့်ရင်တွေ့လိမ့်မယ် Animal Police လို့ခေါ်တယ်အဲ့ဒီဖွဲ့မျိုးရှိပေါ်နေပါတယ်ကျွန်တော်မှ Judas Code တောင်းဝင်နေရာတွေအများကြီးရှိတယ်ဟုတ်လားဒီလိုနေရာတွေကိုထိမ့်သိမ်းဆောင်မယ်တီးခြားဖြစ်တဲ့ရတပ်ဖွဲ့ထပ်ဖွဲ့ဖို့လိုတယ်လို့ကျွန်တော်ကမြင်တယ်နောက်တတိယချက်ကရတပ်ဖွဲ့က professional ဖြစ်ဖို့အဲ့တော့ဘာလုပ်ရမလဲရဲတပ်ကိုတစ်ခုဖွင့်ရဒါတော့ခဏလေးတော့လူကြီးများနေရာထိုင်ကင်းနေရွေးနေပါကြောင်ကျွန်တော်ကြားပါတယ်နော်ရဲတပ်ကိုဖွင့်ရအဲ့တော့ professional ကြတဲ့ရတပ်ဖွဲ့ဖြစ်လာမယ် ဲ့ဒါကျွန်တော်တို့ရဲ့အိမ်ပဲเนาะနောက်တစ်ချက်ကတရားဥပဒေစုံမရေးအတွက်ဒီပညာနဲ့ဆက်ဆက်တဲ့လုပ်ငန်းတွေပေါ့ဥမာဒီမှာရေကင်းတစ်ခုရှိတယ်ဒီမှာအိမ်တရားရှိတယ်အိမ်တရားနဲ့ရေကင်းနဲ့ရေစခန်းနဲ့ချိတ်ဆက်ထားတယ်เนาะတိတ်သိပ်ပခတ်ဘူးအဲ့ဒါဆိုရင်ဟလာတရားဥပဒေစုံမရေးအထိုက်လျောက်ပေါ့เนาะအထိုက်လျောက်ကျွန်တော်တို့ဟိုရလာမဲ့သဘောရှိတယ်နောက်တစ်ခုကဘုဆေဝါ ကနေ့ဖြစ်တဲ့ဖြစ်စဉ်တွေအားလုံးကမွေးစေဝါနဲ့ဆက်ဆက်ထားကြီးကျွန်တော်နိုင်ငံကမွေးစေဝါထုတ်တဲ့ပင်းရင်းနိုင်ငံမဟုတ်ဘူးမွေးစေဝါထုတ်ဖို့အတွက်ဓာတုပစ္စည်း precursor chemical ခေါ်တယ် precursor chemical ကျွန်တော်မှမရှိဘူးအဲ့ဒါတွေကပြပနိုင်ငံတွေကလာတာခုဆိုထိန်းချုပ်ဓာတုဓာတုပဲတော့ထိန်းချုပ်ဓာတုပစ္စည်းတွေအခုဆိုရင်ဘယ်နှမျိုးလဲကျွန်တော်မသိဘူးဗျဒါတွေကိုအစိုးရဒါဒီဒီဒီဓာတုပစ္စည်းတွေကထိန်းချုပ်ဓာတုပစ္စည်းတွေဖြစ်တဲ့အမိုနိုက်အဆစ်တို့ပါလို့ပေါ့ ဒါတွေကိုတည်ယူခွင့်ကိုသူကဘာနဲ့လုပ်လဲဆိုတော့ pen ဆိုတဲ့စနစ်သုံးတယ် pen ဆိုတာက pre export notification အဲ့ဒါကိုသူကစပြီးဗမာပြည်တော့ဝင်လာတယ်ဆိုတော့ကြက်တက်ဖွဲ့တောက်ချောက်စောင့်ကြည့်ပြီးတော့သူတို့ဆုံးတဲ့နေရာအထိဒီနေရာကိုရောက်အောင်သွားရလားလို့ကြည့်တယ်သို့တော်ပြဿနာကဒီနေရာကိုတော့ရောက်အောင်သွားတယ်ဒီကောင်နဲ့ဒီကောင်နဲ့ဆက်လိုက်လို့ရှိရင်မူရစ်စီဝါချက်လို့ရတယ်ဆိုတဲ့ဟာမျိုးရှိတယ်ကြည့်တယ်အဲ့တော့မူရစ်စီဝါတာစီတင်နေကိုလုတ်ဖို့ဆိုရဲဆိုရင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မပါဘဲနဲ့လှုပ်လို့ကိုမရဘူးဘလို့မှမဖြစ်နိုင်ဘူးအဲဒါကျွန်တော်တို့ကအဲ့ပစ္စည်းတို့မှမထွက်ဘူးဝင်တာကတို့ရှိရဝင်တာကျွန်တော်ရှိရချက်တာချက်တဲ့ဆိုတာဆယ်ဘီပတ်လေလောက်ရှိတဲ့ခန်းတခန်းရှိတဲ့ဆိုရင်မက်တပ်အဖက်တမင်းဆေးပြားအက်စတီဆေးပြားနော်ကေတမင်းဆေးပြားချက်လို့ရတယ်ဘယ်လိုမှပတ်ဆက်တဲ့ပြီးလှုပ်လို့မရဘူးအဲ့တော့မှာထိုင်းနိုင်ငံမှာဆို ONCV ဆိုတာရှိတယ် Office of Narcotic Control Board ဆိုတာရှိတယ်အဲတရုတ်ပြည်မှာ NNCC ရှိတယ် ်အာအမေရိကန်ဒီရေရှိတယ်စသည်ဖြင့်ပေါ့ဗျာနိုင်ငံတွေမှာဘူးစစ်ဝါတာစီနေနေအဖွဲ့စည်းတွေရှိတယ်ဒါတွေနဲ့ MOU ထိုးပြီးတော့တိတိကျကျဆောင်ရွက်ဖို့လိုတယ်နေဆက်ဒေတာကိုထိန်းချုပ်နိုင်မှုဘူးစစ်ဝါရှိနေတယ်ဆိုရင်တရားဝင်စုမှုရအထက်ရောက်ကြာစင်းနေမှာဖြစ်တယ်အဲ့တော့ဘူးစစ်ဝါတာစီနေနေရေကိုကြိုတင်ကာကွယ်ရေးကောเนาะကျွန်တော်တို့ဥပဒေပြင်ဆင်ရေးကောထိရောက်ဟန်တာတဲ့ပြစ်ဒဏ်ကိုချဖို့လိုပါပြီးခဲ့တဲ့အဆက်မှာ မွေးစေဝါလက်ဝဲတွေ့လို့ရှိရင်အကျွန်တော်က1300နှစ်ပေါ့အဲ့ဒီကာလမှာ तू ကထောင်မှုတော်ပဲနဲ့လူဝေးပြစ်တာအမိုက်တဲ့တယ်ပါတယ်ပြီးသွားတယ်အဲ့တော့မကြောက်ဘူးပေါ့အဲ့တော့မွေးစေဝါတွေကတော့ခနေ့ကျွန်တော်တို့ဟလာထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှာမကြောက်မနာတာအကြောက်ဖို့လုပ်ငန်းတွေရတယ်မွေးစေဝါအဲ့တော့တရားဥပဒေစုံဝေးရရအိမ်ချမ်းသာရေးကိုဆောင်ရွက်ခြင်းနဲ့ဆိုရင်မွေးစေဝါအကြီးကကြပါတယ်မွေးစေဝါတိုက်ဖြတ်ဖို့ဆိုရင်နော်အခုနပြောတဲ့ ပရီကာဆာကီမီကယ်လို့ခေါ်တဲ့ဓာတုပစ္စည်းတွေဝင်ရောက်တဲ့လမ်းကြောင်းအဓိကကြပါတယ်ဒါကတယောက်တွေစုံဝင်တဲ့ပတ်သက်လို့တော့ဆိုတော့ပါတယ်နော်